မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာတို့ဘာလို့လို့နဲ့အချိန်တွေတပြည့်ပြည့်နဲ့ပြောင်းလာတာအခုဆိုရင်2025ရဲ့အောက်တိုဘာလ10လပိုင်းအတွက်တနင်္ဂနွေကာသမီတွေအတွက်တလဆာကံကြမ္မာဟော့စတက်နဲ့ချောင်းရံဆောင်ရံကိုဆရာကဟောကြားပြီးမှဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဆရာငယ်ရဲ့တနင်္ဂနွေကာသမီမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှန်းမိကြပါအောင်ခင်ဗျာဒါအပြင်တနင်္ဂနွေကာသမီမိတ်ဆွေတွေအားလုံးအဆဆရရဥစွာအစင်ပြေအောင်မြင်ကြကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းဒုက္ခနာပြုလိုက်ပါတယ် ဒီ2025ခုနှစ်ဆယ်လပိုင်းပြင်မှာဆိုရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေရဲ့ယင်ထဲမှာအရာရာကိုလုပ်ငန်းတစ်အလုပ်တစ်စတင်နေတဲ့စိတ်မျိုးတွေလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ရှိရင်အဲ ချေချောင်းငါဟာဘာကိုလုပ်ရင်ကောင်းမလဲဒါကိုပဲလုပ်ရင်ကောင်းမလားဆိုပြီးတော့စိတ်တွေအနာဂတ်မှာမဖြစ်ပေါ်လာသေးတော့ကိစ္စတွေမှာပုံမူကောင်းအောင်စဉ်းစားနေတော့ကာလပုံမူပြီးတော့စူးစမ်းတွေးခေါ်နေတော့ကာလမျိုးတွေဖြစ်ပေါ်နေပါတယ်လုပ်ငန်းတစ်အလုပ်တစ်တော့ဖြစ်စီအဲလုပ်ငန်းစတင်ပြီးတော့အစ်စ်ကိုစတင်လှုပ်ဆောင်လို့ဖြစ်စီမိတ်ဆွေတို့အနေနဲ့အလုပ်တစ်လုပ်ငန်းတစ်နဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်ရတဲ့ကိုအဲစဉ်းစားနေတာမျိုးပလန်ချနေတာမျိုးတွေလှုပ်ဆောင်နေတော့ကာလဖြစ်ကြောင်းဆရာရဲ့မိတ်ဆွေများတနင်္ဂနွေသားသမီးတွေရဲ့ရင်ထဲမှာစဉ်းစားတွေးခေါ်နေပါတယ် သို့တော့လက်ရှိမိတ်ဆွေတို့ရဲ့တလုံးလေးသားမီဒီယာကံဟာဘာလို့လို့လို့ဒီကာလတော်တွင်ဒီရဲ့ဆယ်လာပိုင်းဆိုတဲ့လဟာအစမှာတော့အနေငယ်လေးထင်းငေါ်ကြံ့ကြတတ်တာမျိုးနှစ်ခါပြန်လို့ရတာမျိုးတွေတပည့်ဟုတ်လားတစ်ချိန်တည်းနဲ့မပြီးမပြတ်ခင်နဲ့နှစ်ခါပြန်လို့ရတာမျိုးခီးတစ်ခုကိုနှစ်ခါပြန်သွားရတာမျိုးပတ်စံငွေကြီးကိစ္စပြောဆိုတဲ့အခါမှာလေတစ်ချိန်တည်းနဲ့ချော့ချော့ဆူဆူမပြီးပဲနဲ့နှစ်ချိန်ပြန်ပြောဆိုရတာမျိုးနှစ်ခါလို့ရတာမျိုးနှစ်ခုလို့ရတာမျိုးတွေကြုံအားတက်တယ်လို့မိတ်ဆွေတို့ ဘာကိုဖြစ်ဖြစ်ဒါကြောင့်စိတ်ရှိရှိနဲ့တခါတည်းပြီးပြတ်အောင်လှုပ်ဆောင်ခြင်းထက်ဘာကိုပဲဖြစ်ဖြစ်တခါတည်းနဲ့အမုန်းကြွေတလဲကြက်တခုဆိုတာမျိုးနေတစ်ချက်တည်းနဲ့အပြတ်ဆိုတာမျိုးတွေကိုမလှုပ်ဆောင်ဘူးနဲ့အလောင်းကစားအပြော်ကားနဲ့ပတ်သက်တော့မိတ်ဆွေတလူတွေသားသမီးတွေဟာအဟိုဆနကလုပ်ငန်းနဲ့ပတ်သက်အလုပ်နဲ့ပတ်သက်ရင်ဒါကမှမရရင်ခွေးဖြစ်ပြီဆိုတဲ့လုပ်ငန်းတွေမှာတော့သတိထားစဉ်းကျင်ရအတွက်တော့မိတ်ဆွေတို့အတွက်အထူးသတိပေးလိုပါတယ်အထူးသဖြင့်တလူတွေသားသမီးမိတ်ဆွေတွေဟာအလုပ်အကိုင်းနဲ့မပြောမိမှကြမ်းပါကြီး ကျမရင်နဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်အသက်ရှူကြက်တာမျိုးတွေငဘူကလေနဲ့ပတ်သက်တာမျိုးတွေဒီအချိန်ကရှိတဲ့မိတ်ဆွေများတတိထားရန်လိုအပ်ပြီးတော့ခါအရေးကြီးသောခွဲစိတ်မှုလေးတွေလောက်တဲ့မိတ်ဆွေများတတိပြုစင်ခြင်းမှာဒါအပြင်ညအိတ်ညနေအဝင်မတော်တာမျိုးလေးတွေကြောင့်မိမိတို့နေနဲ့ကျမရင်ညနာမျိုးလေးတွေဖြစ်ရတာမျိုးလေးတွေရွှေအဝင်မတော်တာမျိုးလေးတွေကြောင့်ကျမရင်ညနာမျိုးမိသားစုအတွင်းမှာညအိတ်ညနေအဝင်မတော်တာမျိုးလေးတွေကြောင့်ကျမရင်ရုပ်တရက်မိသားစုဝင်ထဲမှာဖြားလာတဲ့အခါမှာ မိမိကိုယ်တိုင်ဖြစ်စေမိမိအရာမိသားစုဝင်တဦးတယောက်ကိုရှင်းနှောင်းအရှင်ထွက်ပေးလိုက်ပါဒါဆိုရင်မိဆွေတို့ရဲ့အသေးထွက်ခြင်းပြက်ခြင်းရှင်းနှောင်းထွက်ခြင်းကံဒီပျောက်ပြီးတော့တိတိတသာကောင်းလာမယ်ဒီလိုမှမဟုတ်ဘူးဆရာကြီးကျွန်တော်တို့ရွှေဝယ်ထားမိတဲ့ညာညာနေခေါ်ထားမိတဲ့တကယ်လို့မှစီးပွားရေးတွေကခက်ခက်ခက်ခဲမဟုတ်ဘဲနဲ့ကြာလာပြီဆိုရင်တော့ဖြစ်နေတယ်။ဒါလို့လေသာဒီမိဆွေများအနေနဲ့မိဆွေတို့ကိုယ်တိုင်မိမိရဲ့အိမ်ထဲမှာရှိတဲ့ရွှေသူမဟုတ်ရင်ဟာဟာတန်ဖိုးရှိတဲ့အရာလေးကိုစရိရောင်းလိုက်တာမျိုးပေါင်လိုက်တာမျိုးအဲသဘောတရားထွက်လိုက်တာမျိုးတွေလောက်တာမျိုးဖြစ်စေ ကြံလွတ်တာမျိုးငားလွတ်တာမျိုးလုပ်ပြီးလာရင်မိတ်ဆွေတို့ရဲ့ကံဟာကျမ်းမာရကောင်းမွန်လာမှာအတိအကျပဲဖြစ်ပါတယ်။ကလေးငယ်များနဲ့ပတ်သက်ပြီးအသက်16နှစ်အောက်ကလေးငယ်များအနေနဲ့ကျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာနာဖျားတတ်တာမျိုးတွေဒီအဲနာစီးချောင်းဆိုးတာမျိုးတွေတာမန်အဖြစ်ရိုးရာနတ်တွေပုပ်ပူဆွဲတွေမကြိုက်ဘူးခမဲပေးတာမျိုးတွေဖြစ်ရတဲ့အတွက်တနင်္ဂနွေသမီးတွေကဒီကာလဟာဒီရိုးရာတို့ရှေးထုံးလဲမပဲကောင်းကြောင်းနဲ့တတိထားပြုံစင်ကြရအတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။အလုံးကိုင်း အလုံးကိုင်းနဲ့ပတ်သက်လာရင်မိတ်ဆွေတို့ရဲ့ကံဟာအထက်မှာဆရာပြောခဲ့တဲ့အတိုင်းနှစ်ခါပြန်လောက်ရတာမျိုးလေးတွေစိတ်ရှည်ပြီးတော့တီးခံပြီးတော့လောက်ရတာမျိုးလေးတွေအလုံးတစ်ခုခုကိုနှစ်ခါနှစ်ကြိမ်ပြန်လောက်မှတစ်ခါတည်းနဲ့တော့ချွတ်ချွတ်ရှိမှုမပြီးတတ်တဲ့အတွက်အလုံးကိုင်းနဲ့ပတ်သက်ရင်တော့ဘာကိုဖြစ်ဖြစ်စိတ်ရှည်တီးခံပြီးတော့အဲကြိမ်ဖန်များစွာလုပ်နေတယ်ကို့အတွက်တိုးတက်လေဆိုတော့မိတ်ဆွေများဖြစ်တဲ့အတွက်ကြောင့်မလို့အဲတရင်းနေသားသမီးတွေကဒီကာလမှာစိတ်ရှည်တင်တော့လာဖြစ်ပြီးတော့သင်ပေါ်မှုလုပ်ငန်းလေးတွေမှာအားနေတယ်အထူးသဖြင့် social media နဲ့ပတ်သက်ပြီးတော့သတိထားစနေမှာ အနုပညာနဲ့ပတ်သက်ပြီးဗကြီးဘခုဘေးရင်မီရစံကြံတရုတ်ဆောင်အစိုးရကအရေးကြီးသဖြင့်သူခုမနဲ့ပတ်သက်လာရင်လူတီနဲတာမျိုးလေးတွေကိုကိုကောလာဟာလာသတင်းတွေထွက်လာမျိုးလေးတွေအကျော်စောမှုအားနေတော့ကာလာသဘုတ်လေးလေးအပြောခံရသောမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်တနုံးလေးသားမိတ်ဆွေတွေကဒီကာလမှာကျော်စောမှုထင်ပေါ်မှုနဲ့ပတ်သက်တာမျိုးအမိပေးခြင်းဆိုင်းဖို့တင်ခြင်းတွေနဲ့ပတ်သက်လာတဲ့အခါမှာသတိပြုစင်ကြင်ရအတွက်လိုအပ်ကြောင်းနဲ့မိတ်ဆွေအနုပညာရှင် အတတ်ပညာရှင်ထင်ပေါ်ကျော်စောမှုနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့တနင်္ဂနွေသားသမီးမိတ်ဆွေများတော့အရာရာကိုတည်ထားရန်လိုအပ်ပါတယ်အကျိုးပေးသောလုပ်ငန်းတွေကိုဆရာဆက်လက်ဖော်ပြပေးပါရစေဒီလက္ခဏာတော့ဒီမှာဆိုရင်တနင်္ဂနွေသားသမီးတွေဟာစက်ပစ္စည်းနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်စတင်လှုပ်ဆောင်မှုတွေလုပ်ငန်းတွေအကျိုးပေးပါတယ်ကိုယ်ပိုင်လုပ်ငန်းတွေစံစီစေစားစားတောက်ကုန်နဲ့ပတ်သက်သောလုပ်ငန်းတွေခြေထိုးဆောင်ရွက်လှုပ်ဆောင်မှာဒါအပြင် ဆွေမျိုးသားချင်းနေနဲ့ပတ်သက်ပြီးတော့အကူအညီတွေရရှိတာမျိုးညီအကိုမောင်နှမတွေရဲ့စိတ်ရှမ်းသာစရာတဲ့ဒီမျိုးလေးတွေကြားမိတာမျိုးထိုသူတွေရဲ့အကြံဉာဏ်ကောင်းတွေအတွေးခေါ်ကောင်းတွေရရှိတာမျိုးတွေကြုံရတတ်တယ်လို့ငွေကြီးနဲ့ပတ်သက်သောကိစ္စတွေမှာလက်လွန်ထားသောငွေကြီးတွေကိုပြန်ပြီးတော့ရဲရဲဝံ့ဝံ့တောင်းဆိုတာမျိုးလေးတွေအချိုးပေးအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်တယ်။ ပညာရေးနဲ့ပတ်သက်လာရင်တော့ထင်ပေါ်ခြင်းကြော်စောခြင်းနဲ့ဂုဏ်သတိကြီးခြင်းတွေရရှိလာပြီးဖြစ်ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့အသိပညာနဲ့ပတ်သက်ပြီးဖြစ်ဖြစ်အတတ်ပညာနဲ့ပတ်သက်ပြီးဖြစ်ဖြစ်ဘာလို့ဖြစ်ဖြစ်အနာဂတ်အတွက်ပကြီးပခုတင်နာအစရှိတဲ့အရာလေးတွေကိုတင်ယူခြင်းစိတ်သို့မဟုတ်ရင်တင်ကြားလို့ပဲစိတ်ကိုတက်မြောက်လို့တော့ပညာရက်ဘယ်ပညာရက်ကိုမဆိုတိုးတက်ရှင်တဲ့အနာဂတ်အတွက်အထောက်အကူကောင်းနေရရှိတော့ကာလဖြစ်ပြီးတော့တင်ယူလေးလာရန်အတွက်အားသာတော့ကာလဖြစ်ပါတယ်ခင်ဗျာ စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးတဲ့စံစီစိစားစားသောက်ကုန်နဲ့ပတ်သက်တာတွေဆက်တော်ရေးဆိုင်ရာလုပ်ငန်းတွေစေဝါဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတဲ့ဟိုကွန်းလို့ချမ်းလို့အစရှိတဲ့လုပ်ငန်းတွေကွန်ပျူတာလို့ကြောက်လို့သဲလို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးခရီးသွားဆိုင်ရာလုပ်ငန်းတွေဒီမှာခြေတူဆိုင်ရာလှုပ်ဆောင်မှာ အားသာကောင်းမွန်တိုးတက်နိုင်ရောကာလဖြစ်ပါတယ်။ယင်ဆက်ပစ္စည်းနဲ့ပတ်သက်တာမျိုးဖုံးနဲ့ပတ်သက်ပြီးအစ်စ်ဝင်လာတာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေအပေါင်းနဲ့အစ်စ်တွေရဲ့အကူအညီကိုရရှိတတ်တာမျိုးအထောက်ပံ့ကိုရရှိတတ်တာမျိုးတွေကြုံရတတ်သောကာလဖြစ်ပါတယ်ခင်ဗျ။ညီကိုမောင်နှမတွေနဲ့ပတ်သက်လို့ငကူကမိသားစုအတွင်းမှာအရှုံးအောင်ဖြစ်နေတာမျိုးတို့မဟုတ် ဝေးกว่าနေတော့ညီကောင်တို့မှသားချင်းနေနဲ့ပြန်လဲစုံစည်းရတာမျိုးတွေကြုံရတတ်တယ်အမွေတွေရရှိတာမျိုးလေးတွေစိတ်ချမ်းသာစရာတုံးနဲ့တုံးတယောက်နဲ့တယောက်မိသားစုဝင်နေမှာမပြေလည်မှုတွေရှိတဲ့အခါပြေလည်အောင်ဆွမ်းဆောင်တာမျိုးတွေကကံရဲ့အားသာခြင်းနဲ့တိုးတက်ခြင်းကိုရရှိနိုင်သောကာလဖြစ်ပြီးတော့ထက်လောင်းပြီးတော့ငြိမ်းချမ်းမှုအေးချမ်းမှုတွေကိုစတင်လှုပ်ဆောင်ရတော့တော့အားသာကောင်းမွန်သောကာလဖြစ်ပါတယ်ခင်ဗျာထို့အပြင်ငွေချင်းနဲ့ပတ်သက်ရင်ငွေလုံးနဲ့ရင်းကနေဝင်လာတတ်တယ်သို့တော်လုံးနဲ့ရင်းကနေဝင်လာတဲ့နေရာမှာလည်းမိတ်ဆွေတို့အနေနဲ့ ကိုကိုမဟုတ်ပဲနဲ့မိသားစုကိုအကြောင်းပြုပြီးဖြစ်စေမိမိရဲ့အိမ်တွင်းမှာတယောက်ယောက်ကိုတူဦးအကြောင်းပြုပြီးဖြစ်စေငွေကြေးဝင်လာတာမျိုးလေးတွေငွေကြေးကန်ကောင်းတာမျိုးလေးတွေဖြစ်စေရရှိတတ်သောကာလဖြစ်ပါလေခင်ဗျာလူငယ်တွေအရှိရေးနဲ့ပတ်သက်လို့မေတ္တာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့မိစေတို့ချစ်သူတဲ့ရည်စားတဲ့ရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့ ယာယီကူးစားတွေလည်းကြုံရတတ်ပါတယ်။သို့တော့တတိထဆင်နေရမှာဒီကာလဟာအိမ်အောင်ပြူရန်အတွက်ဆေးဆက်ရန်အတွက်တော့ဒိုင်မင်နာမျိုးလေးတွေမပြုတ်လို့တင့်တယ်လို့မိတ္တာကြီးနဲ့ပတ်သက်လာလို့ရှိရင်ကြီးစားလဲရအိမ်အောင်လဲကြတတ်တယ်။အဲ့ဒီအိမ်အောင်တွေဟာမမြဲတက်တော့ကာလဖြစ်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီကာလဟာအိမ်ကြီးစားတော့ရလို့ကောင်းပေမဲ့အိမ်အောင်ပြူရန်ဆေးဆက်ရန်ဒိုင်မင်နာမျိုးလေးတွေမှာတော့မပြုတ်လို့တင့်ကြောင်းနဲ့လော်လော်နဲ့မဆုံးဖြတ်တင့်ကြောင်းလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ မီးသားများအနေနဲ့လည်းထုတ်တူပါပဲအိမ်ောင်ကြီးနဲ့ပြုမဲ့တိုင်ပင်ကမှတယောက်နဲ့တယောက်တူးနဲ့တူးနားလည်မှုလွဲရတာမျိုးလေးတွေအိမ်ောင်ပြုမဲ့တိုင်ပင်ကမှတယောက်နဲ့တယောက်ညှိနှိုင်းမရတာမျိုးလေးတွေမိသားစုဝင်နဲ့ကိုယ့်ရဲ့မိသားစုနဲ့တစ်ဖက်ကကိုယ့်ရဲ့ဟိုဟာလာချစ်သူရဲ့မိသားစုနဲ့လိုက်တွေ့ရတဲ့အခါမှာနားလည်မှုလွဲတာမျိုးလေးတွေစိတ်ပုံဝင်မကြတာမျိုးလေးတွေဖြစ်ရတာမျိုးလေးဖြစ်တတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့နဲ့ဒီကာလဟာအိမ်ောင်ပြုရန်အတွက်ဆိတ်ဆက်ကြောင်းလန့်ခြင်းတွေအိမ်ောင်ပြုခြင်းတွေမှာတော့ဒါမှန်တက်ပို့ပြီးတတိပြုရန်လိုအပ်ပါတယ် ဒီတစ်နှစ်တော့ဝါကျပ်ပြီးရှေ့ရတတ်ရဲဆိုတာတနင်္ဂနွေသားသမီးတွေတော့မဟုတ်တာတော့ကျိန်းပြီးနေကြပါလေသို့တော့မိတ်ဆွေတို့အနေနဲ့ဒါအပြင်မိတ်ဆွေတို့ရဲ့ကံဟာဘာလို့ဖြစ်ဖြစ်အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိပြုစင်ခြင်းအတွက်တော့လူအကြောင်းနဲ့လူငယ်များအဖို့ကတော့တည်တည်ချာချာကိုတွေးခေါ်စဉ်းစားပြီးတော့လှုပ်ဆောင်တာဟာပုံမူအသာကောင်းမှုပြီးတော့တိုးတက်နိုင်ကြောင်းဆရာကအကြံပြုပြောကြားလိုက်ပါစေစိတ်ထဲမှာစက္ကနဲပေါ်လာတဲ့အရာလေးတွေကိုတက္ကနဲတိုင်းကနဲထအလုပ်လိုက်တာမျိုးတွေပုံမူအသာကောင်းမှုတိုးတက်စေနိုင်သောကာလဖြစ်တဲ့ ဆွေမျိုးသားချင်းအစ်စ်မိကောင်းဆွေကောင်းအစ်စ်တွေအကျိုးပေးပါတယ်အလောက်ကိုင်းနဲ့ပတ်သက်လာရင်ကိုပိုင်တဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးထက်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးအစုချေရာစုကြီးနဲ့ပတ်သက်တာမျိုးလေးတွေအများနဲ့ပတ်သက်တာမျိုးလေးတွေမှာအားသာကောင်းမှုတိုးတက်နိုင်ပြီးတော့ကိုကိုတိုင်းတဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးကိုတဦးရဲ့အမိခံလှုပ်တာမျိုးလေးတွေကကံရက်ထင်းငေါမှုကြံ့ကြာမှုကိုကြုံရတတ်တယ်လို့လုပ်ငန်းအလုပ်နဲ့ပတ်သက်လာရင်လို့ရှိရင်တချိန်လုံးကိုယ့်ရဲ့အမိခံလှုပ်တဲ့မိတ်ဆွေများဟိုကတော့ဒီကာလအတွင်းမှာကိုယ့်အမိခံလှုပ်ခြင်းထက် စတိပေါ့ကွာငါမင်းတို့ရောရောင်းနေဆိုတာမျိုးလေးတွေအမျိုးသမီးသူ့မဟုတ်မိမိရဲ့မိသားစုဝင်တွေမှာတဦးတယောက်ကိုစတိရောင်းလိုက်တာမျိုးလေးတွေနဲ့အမိခံပြီးလှုပ်လိုက်ပါဖုံးကြီးတွေကလေးငယ်နာကိုဖုံးကြီးတွေနာကိုကလေးတွေသွားနာမည်ရောက်လို့စတိရောင်းလိုက်ပါဒါဆိုရင်ငဘူကခက်ခဲနေသူတွေကြံ့ကြာနေသူတွေထူးထူးခြားခြားကောင်းမွန်လာမယ်ကာလဖြစ်ကြောင်းပြောကြလိုက်ပါရစေနိုင်ငံခြားခရီးသွား တတိပြုစင်ကြီးမှာရဝေးခရီးသွားတဲ့ပသက်တာမျိုးလေးတွေမှာလူလိန်ခံရတာမျိုးလေးတွေနေရာထိုင်ခြင်းစိတ်တိုင်းမကြတာမျိုးလေးတွေကြုံရတက်တယ်လို့ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းပြည်ပရဝေးခရီးသွားနိုင်ငံခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုမမြင်မတွေ့မသိရတော့ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့အဲလုပ်တဲ့လုပ်ငန်းတွေမှာတော့တတိထားပါလူလိန်ခံရတာမျိုးလေးတွေလူယုံမလွယ်ပါနဲ့တတိပြုစင်ကြီးအတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဂျားတုံးဂျားမဝင်ကောင်းတော့လာဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့အပူတွေကူးဆက်တတ်တာမျိုးတွေကြုံရတတ်တယ်လို့အာမခံပေးလိုက်ခါမှဆရာလိုပေါ့ဆုံဆုံမြုပ်တက်တော့ကာလာဖြစ်တတ်တဲ့အတွက်သူများရဲ့အမှုကိစ္စအမွေကိစ္စတွေကိုကိုကလိုက်ပြီးတော့အာမခံပေးတာမျိုးတွေတတိပြုစင်ကျင်ပေးပါသူများတွေရဲ့အိမ်နွေးရေးကိစ္စကိုကိုကစေတနာတွေပို့ပြီးတွားဖြေရှင်းကာမှအပူအပင်တွေကူးဆက်တတ်တာမျိုးတွေမလိုလားတဲ့ပြဿနာလေးတွေကြုံရတတ်တယ်လို့တတိပြုစင်ကျင်အတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေတနေ့မှလေးသားသမီးမိတ်ဆွေကိုဝင်တဲ့မိတ်ဆွေများအနေနဲ့ အဲအဲအခုပို့ပြီးတော့တတိထားစင်နေရလိုအပ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ကိုဝင်တဲ့မိတ်ဆွေများအနေနဲ့ဆိုလို့ရှိရင်တော့စွန့်ရလို့ပေါ့ဆွင့်ချက်အားငယ်စိတ်တွေတိမ်ငယ်စိတ်တွေဒီကလေးမွေးလိုက်ရင်ဘာမှကောင်းမှမလားဆိုတဲ့အရာလေးတွေနဲ့ဗီဒင်းနေဗီဒါတွေဟိုမိတီမိပတ်မမီးပါနဲ့သာသမီဆိုတာယတနာပဲဖြစ်ပါတယ်ဆိုလိုချင်တာကတော့ဗျာဒီလေရဲ့လအတော်ဒီမှာတနင်္ဂနွေသားသမီးကိုဝင်ဆောင်မြားမိဘမိတ်ဆွေမိဘများအနေနဲ့ကတော့ကိုကိုကိုစိတ်ကွန်ဖီဒန့်ရှိအောင်နေပါနွေ့နွေ့ဆွေးနွေးနေပါမဟုတ်အလေးပြင်းနေမှတဲ့အခါတတိထားပါ အပြက်သဘောဆောင်တာတွေမကောင်းတဲ့အနမိတ်တွေကိုပြောဆိုတာမျိုးလေးတွေကိုတတိထားပါစင်ကျင်ပါလို့ပဲဆရာကထားလောက်ပြောကြလိုက်ပါစေမိဘတွေဆွေမျိုးသားချင်းတွေနဲ့အရင်ကြီးဝေးလာလို့ရှိရင်အချိန်ချင်းခဏခဏဆွေးနွေးခြင်းနှွေးထွေးအောင်နေပါမဟုတ်လို့ရှိရင်မိမိရဲ့တိမ်ငယ်စိတ်လိုက်တတိသားရဲ့စိတ်ဆန္ဒမှပြောင်းလဲခြင်းချွေးခြင်းမျိုးတွေမကြုံလာလေအောင်ဆရာကမှာခြင်းဖြစ်ပါလေခင်ဗျာ ကောင်းပြီ အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ချီချီဝူးဝီးတော့မရှိပါဘူး။ငဘူကမှားခဲ့ပြီးသားကိစ္စလေးတွေကိုတဝင်းတို့ဥတို့ရိုးစွတ်စွတ်ဆဲတာမျိုးလေးတွေကြောင့်ပြဿနာတက်ရတက်တာမျိုးဖြစ်စီ ်ဒါသမီးကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကျပြောဆိုတဲ့အခါမှာဖြစ်စီနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ငါဟာလေးလုပ်မယ်ဆိုရင်ဒီနေရာလေးပြောင်းမယ်ဆိုရင်တယောက်နဲ့တယောက်တူးနဲ့တူးဟိုနေရာထိုင်ခင်းအိုးအိမ်ချမ်းမီကိုအကြောင်းပြုပြီးဖြစ်စီဒါသမီးကိုပတ်သက်ပြီးတော့အကြောင်းပြုပြီးဖြစ်စီပြဿနာစကားလွဲတာလွဲရင်စွစွဝါးဝါးတော့ဘာမှစိုးရိမ်စရာဘာမှမရှိပါဘူးအဲ့ဒီလိုပဲအစင်မပြေမှုတွေတယောက်နဲ့တယောက်နားလည်မှုတွေလွဲနေရင်တော့မိမိတို့ရဲ့ဒါသမီးတွေရဲ့အကြောင်းပြုပြီးပြန်လဲအစင်ပြေတာမျိုးတွေကြုံရတတ်ပါတယ်အဆက်အသွယ်ပြတ်နေသူတွေ သတင်းကောင်းကြားရတာမျိုးလေးတွေကြုံရတတ်ပါတယ်ခင်ဗျာသို့တော့အဲမိတ်ဆွေတို့အနေနဲ့ review စီနီယာမှာမိမိတို့ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်လာတဲ့အခါမှာလက်ရှိမှာမျက်နှာရှင်းဆိုင်နေတာမျိုးထက်ဝေးကွာနေတာသို့မဟုတ်အကြောင်းအရာမျိုးစုံနဲ့ခက်တာခွနာခွဲနေတဲ့မိတ်ဆွေများပုံမူပြီးတော့ကံရဲ့ထောက်ပံ့မှုကိုရရှိနေပြီး တုံးနဲ့တူတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ရင်ကိုပြဿနာကတော့ကစားလေးနေဂျုံဟာတက်တဲ့အတွက်တော့အနှုံနေသားသမီးမိတ်ဆွေများအိမ်ောင်ကြီးမှဆိုရင်တော့လင်ယောက်ျားသူ့မဟုတ်မိမိအိမ်ောင်ဘက်နဲ့ပတ်သက်ပြီးစိတ်နည်းနည်းပင်ပန်းဟာတက်တဲ့ကာလဖြစ်ပါတယ်ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာအတော်တွင်မှဆိုလို့ရှိရင်အအချိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပါစီမိတ်ဆွေတို့ဒီလာတာအတော်တွင်မှဆိုလို့ရှိရင် ဆွေမျိုးသားချင်းနဲ့ပတ်သက်တာတွေစတင်လှုပ်ဆောင်တဲ့လုပ်ငန်းတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာတွေအဲဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေကွန်ပျူတာဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ခရီးသွားဆိုင်ရာလုပ်ငန်းတွေပညာရေးနဲ့ပတ်သက်ပြီးတော့တင်ယူတိုးတက်မှုတွေအားသာကောင်းမှုပြီးတော့လှုပ်လှုပ်ရှားရှားဖြစ်စေတဲ့လိုတဲ့အလုပ်တွေတရွာမပြောင်းကုကောင်းမဖြစ်ဆိုတဲ့မိတ်ဆွေများသတိပြုစင်ရှင်မှာယာရုလုပ်ငန်းကိုင်ငံနဲ့ပတ်သက်ရင်အပြိုင်ဆိုင်တွေပေါ်တက်ပါတယ်ယာရုတက်ဖို့ထက် လက်ရှိရှိနေတဲ့ယာရုကိုပဲမပြုတ်အောင်ကြိုးစားစွမ်းဆောင်တာအပုံကိုကောင်းမှာလေခင်ဗျာနော်ယာရုပြောင်းခြင်းနေရာတိုင်းပြောင်းခြင်းနေရာပြောင်းလာတဲ့အခါမှာလေကိုကိုကိုစိတ်တိုင်းမကြတာမျိုးလေးတွေအားမရတာမျိုးလေးတွေဂျုံကတက်သောကာလဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကိုကိုငါတိထက်ပိုလုံနိုင်ရမှာဆိုတဲ့စိတ်မျိုးငါတိထက်ပိုကြိုးစားရမယ်ဆိုတဲ့စိတ်မျိုးတွေကိုအဲကိုကိုကို confidence ကျသေးသောစိတ်မျိုးတွေဝင်တတ်တဲ့အတွက်တော့သတိပြုစင်ကြင်ရလိုအပ်ပါလေခင်ဗျာနော်ရန်ဝေခရီးသွားတဲ့ပတ်သက်တာမျိုးတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးတွေဘာသာရှားလူမျိုးရှားတွေနဲ့ပတ်သက်တဲ့တတိယအဆင့်ကြီးမှာ မိမိအိမ်အတွင်းမှာဖះဆင်းလို့တော့အပြက်အပြက်တွေရှိလို့ရှိရင်လည်းစွန့်မှာစွန့်ပြီးတဲ့အခါဖះဆင်းလို့တော့အပြက်တွေကိုမကိုးွယ်ကောင်းမှုဆိုတဲ့အကြောင်းနဲ့ကံဟာကြလာတော့မယ်နမိတ်ဖြစ်ကြောင်းထလောင်းပြောချလိုက်ပြရစီထို့အပြင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လာရင်တော့ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဥစည်းဥဆောင်လုပ်ရင်အာသာခြင်းတွေတိုးတက်ခြင်းတွေအစင်မပြေနိုင်ကြဘာမှမရှိဘဲနဲ့ကြိုးစားရင်ကြိုးစားသလောက်ကံရဲ့အထောက်ပံ့အတွေးခေါ်နဲ့အရှိတို့ဆောင်ရင်အောင်မြင်စရာတွေတိုးတက်စရာတွေကြည့်ပေးဆိုတာကိုလည်းထပ်လောင်းပြောကြားလိုက်ပြရစီ လက်လွန်ထားသောငွေကြေးတွေပြန်လည်ရရှိနိုင်တယ်ဘလောက်ပဲခက်ခဲကြက်တဲစီကမူအထောက်အကူကူညီကိုရရှိစေနိုင်တယ်စေတနာတွေအကျိုးပေးမဲ့ကာလဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ပဝင်းချင်းမိသားစုဆွေမျိုးသားချင်းနဲ့ပတ်သက်လို့တဟဆာတာတက်အောင်နေပါဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟိုတခုခုကိုတွေးခေါ်ထားတဲ့အခါကိုကိုယ်တိုင်တဦးနဲ့တယောက်နဲ့တွေးတာတက်အများကိုမိသားစုဆွေမျိုးကိုချပြတာမျိုးတွေအကျိုးပေးသောကာလဖြစ်ပါတယ်ဆိုရှယ်မီဒီယာနဲ့ပတ်သက်လို့လူလိမ်ခံရတာမျိုးတွေကြုံရတတ်တယ်လို့တတိပြုစင်ကြင်ရအတွက်တော့လူအပ်သောကာလဖြစ်ပါတယ်ငကူကနှလုံးနဲ့ပတ်သက်ပြီးမောပန်း န်းလို့တဲ့တမိတ်ဆွေတွေအရေးကြီးသောကိစ္စမဖြစ်သေးပဲနဲ့ခွဲစိတ်တာမျိုးလှုပ်ဆောင်တဲ့မိတ်ဆွေများဒီလအတွင်းမှာတတိထားပါဘာကိုဖြစ်ဖြစ်ဒီလတာတော်တွေမှာဆိုရင်တတိထားဆင်ကျင်ရမယ့်အရာလေးတွေကတော့ဘာကိုလှုပ်လို့စနေရက်တို့စနေနေ့တို့မှာတတိပြုဆင်ကျင်ရလိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့တန်မိုးရှိတဲ့လောက်ဝက်လက်စားယတနာတွေကိုစနေနေ့မှာဝယ်တာမျိုးလေးတွေစက်ပစ္စည်းရင်းတွေတန်မိုးရှိတဲ့အရာတွေကိုစနေနေ့မှာဝယ်တာမျိုးလေးတွေကိုတတိပြုဆင်ကျင်ရလိုအပ်ပါတယ်ဒါအပြင် တတိခီးမသွားတင်တာကတော့တောင်ဆူဆူရက်ကိုခီးထွက်တာမျိုးလေးတွေကိုတတိပြုစင်ကြပေးရန်လိုအပ်ပါတယ်။ချောင်ရမယ့်အကြောင်းကတော့အဝါရောင်လို့စင်ဆွဲရောင်လို့ဖြစ်ပါတယ်။အကျိုးပေးစေသောအရာတွေဒီကိုဆရာဆက်လက်ပေါ်ပြပေးပါစေ။ဒီလတာတော့ဒီမှာဆိုရင်တနင်္ဂနွေသာသမီတွေနေနဲ့အင်္ဂါသာသမီတွေနဲ့တွဲဖက်လုပ်တာမျိုးတနင်္ဂနွေသာသမီတွေရဲ့အခုညိုရရှိပြီးတော့ဆွမ်းဆောင်တာမျိုးကအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေတော်လာဖြစ်ပါတယ်။အကျိုးပေးတော့အရက်ဟာအရှိတောင်တောင်အရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့မြောက်ဆူဆူအရက်ဖြစ်ပါတယ်ခင်ဗျာ။ ခရီးထွက်တဲ့မိတ်ဆွေများတောက်ကြသမီးတွေနဲ့တွေ့ထတာမျိုးလုံခြုံမှုအေးချမ်းမှုနဲ့ပြဿနာဖြေရှင်းတဲ့အခါလုံခြုံမှုစိတ်ဆက်မှုနဲ့အကြံဉာဏ်တွေးခေါ်ကောင်းတွေကိုတောက်ကြသမီးတွေကိုတိုင်မြင်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးအားသာကောင်းမှုကံကောင်းစီပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟိုဘာဘဲလို့လို့မိတ်ဆွေတို့နဲ့ဒီလာတာတော့ဒီမှာဆိုရင်အပန်းရောင်လို့မိုးပြရောင်လို့ဒီအရောင်မျိုးတွေအစိမ်းရောင်လို့ပါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစေပြီးတဲ့အခါ အကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့အင်္ဂါသသမီးတနင်္လာသသမီးနဲ့တွဲဖက်လို့ပါအကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့၃ကဏ္ဍငါးကဏ္ဍရှစ်ကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့အကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါလေခင်ဗျာအဆက်ဆက်ရရမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာမိတ်ဆွေတို့ရဲ့လိုရာကိစ္စကိုမသွားမိမှမိမိအိမ်ရဲ့နော်မိမိအိမ်ရဲ့မျက်စွာဖျားမှာတောက်ရီ၃ဘတ်တိတိလှူပြီးတဲ့အခါမှာ အမွေးငန့်တာလေးဘုရားကျောင်းကမှာစွဖျန်းပြီးတော့ခါလူရကိစ္စကိုအောင်မြင်ပါစေဆိုတဲ့စိတ်ကလေးတန်တိတ်တန်ချပြီးတော့အသက်အောင်ပြီးခုနှစ်ကြိမ်တိတိဆူတောင်းပြီးတော့လူရကိုတွားရင်အောင်မြင်ရင်တိုးတက်ခြင်းတွေရရှိစေမယ်လဖြစ်ကြောင်းထလာအောင်ပြောကြလိုက်ပါစီဘာကိုလှုပ်လှုပ်တော့အစမှနည်းနည်းလေးစိတ်တိုင်းမကြခြင်းတွေဂျုံဟာတက်တဲ့အတွက်တော့စိတ်တမကြပါနဲ့ချစ်လို့ဆောင်လာလှုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လဖြစ်ကြောင်းထလာအောင်ပြောကြလိုက်ပါစီကောင်းပြီမိတ်ဆွေတို့ဒီလာတာတော့ဒီမှာအဋိဌံပြုလို့တဲ့တနင်္ဂနွေကာသမီဆရာငယ်မိတ်ဆွေများ အဋိဌံပြုလို့တပါဆိုရင်တော့အရဟံဆိုတော့ဂုံတော်ပတိကိုတနည်းကိုသုံးပတ်လုံးနဲ့73ရက်တိတိအဋိဌံဝင်ပြီပါအရဟံဆိုတော့ဂုံတော်ပတိကိုတနည်းကိုသုံးပတ်လုံးနဲ့73ရက်တိတိအဋိဌံဝင်ပြီပါအဆဆရရအောင်မြင်တိုးတက်စီမှာဆရာတော်ဝင်ထားလိုက်ပါခင်ဗျာနော်ဒါအပြင်အဆဆရရမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတွက်အယောင်းထက်စီရန်မပြောမိဆရာငယ်နားမှာဆရာမန္တလေးရမိတ်ဆွေကြီးဆရာငယ်နားမှာပြည်မေးကြည့်မေးကြည့်ရင်ဆရာ84 2425မှာအစာဟိကွန်ဒိုမှာရှိပါတယ်။ဆရာငနာပြည်တိမေးခြင်းဆရာမန္တလေးမိတ်ဆွေဆရာရှိနေတော့မှာ AC private လေးတွေ့ပြီးတော့ဆရာအများကြီးတော့လက်မခံတွေ့ပြီးနိုင်ပါတယ်။သို့တော်မိတ်ဆွေတို့အနေနဲ့ဆရာကြီးမှာပုံမှန်တိုင်းပဲဖြစ်တဲ့ဗီဒီယိုမင်းကြီးဖြစ်တဲ့ခွန်ကိုသုံးညနေကိုသုံးညလေးပစ်ချက်ဆိုတဲ့ WhatsApp Telegram Viber မှာဖြစ်စေဆရာငယ် Facebook Page Messenger မှာဖြစ်စေရက်စင်းလေးတော့တရက်ကြိုတောင်းပေးပါဆရာအားတဲ့ရက်ကို ကွန်နက်ပြန်လုပ်ပြီးတော့မိတ်ဆွေတို့နဲ့အေးအေးဆေးတွေ့ပြီးဆရာငယ်ရုပ်ချောချောလေးကိုကြည့်လို့ရကြောင်းနဲ့ခေကောင်းပြီမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ပုံတွေအယောင်ကျွတ်အယောင်ထွက်စီဖို့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်ထွက်စီရလို့ငါတခဲလေးတစ်ခုနဲ့ခုနှစ်ချက်တိတိခောက်ပြီးတော့ဟဲ့မြန်မြန်ထွက်မြန်မြန်ရောင်းထွက်မြန်မြန်ရောင်းထွက်ဆိုပြီးတော့ဟာတခဲလေးတစ်ခုနဲ့ခုနှစ်ချက်ရိုက်ပုံထိတွေ့ပြီးတော့ပြောလိုက်ပါရောင်းတွက်ဝယ်တွက်သွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်တွေရအစဉ်ပြေစီပြီးငွေကြီးကံအားကောင်းစီရပြုလုပ်ရမယ်ရေလျာအနေနဲ့ဆိုရင်တော့ဖြစ်ခင်ဗျာ မုံလုံးကြီးပေါ်28လုံးတိတိကိုမုံလုံးကြီးပေါ်28လုံးတိတိကိုမိမိအိမ်ကမျက်စွာဗျာမှာလှူပြီးတော့မြုပ်နေသောငွေကြီးကိစ္စခက်ခဲနေသောငွေကြီးကိစ္စတွေအစဉ်ပြေစပါစေလို့ဆုတောင်းပြီးမိတ်ဆွေတို့ရဲ့မျက်စွာဗျာမှာလူသားမှာနေစဉ်လည်းလူတန်းလို့ရတယ်လို့မိမိတို့အနေနဲ့မိမိရဲ့မွေးနေ့မှာဖြစ်ဖြစ်ရှားဝယ်လို့ရတဲ့ရမှာဖြစ်ဖြစ်မုံလုံးကြီးပေါ်28လုံးကိုမိမိရဲ့အိမ်မျက်စွာဗျာမှာလှူပြီးတော့လက်လွန်နေသောငွေကြီးတွေပြန်ရပါစေသို့မဟုတ်ရင်လည်း ပိတ်နေသောငွေကြီးပြန်ရပါစေဆိုပြီးတော့လူသားမှာစားလို့လည်းရပါတယ်เนาะဒါဆိုရင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစင်ပြေအောင်ရင်တိုးတက်ပြီးကံကောင်းစီမှာအတေချာပဲဖြစ်ကြောင်းနဲ့ကဲဒီနေ့လေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဒီ2025ခုနှစ်ဆယ်လပိုင်းအော်တိုဘာလအတွင်းမှာရတနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေကြောင်းဆရာကဆုတောင်းနေတယ်နောက်တစ်ခါတော့ဒီနေ့လေသားသမီးတွေအတွက်ပြန်လည်ဆုံစည်းရအောင်ယေရှုတင်ပါတယ်ခင်ဗျာဒီနေ့လေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအောင်မြင်မှုကိုပေါင်းတရဖူဆောင်ကြပါစေဗျာ